င်္ဂလာပါခင်ဗျာကျွန်တော်မျိုးတွေကိုတပတ်စာကတ်လေးလာပြီးတော့ပြပေးတာပါเนาะဒါလေးကတော့တပတ်စာကတ်လေးပါ24ရက်နေ့ကနေပြီးတော့28ရက်နေ့အတွက်ပါเนาะတပတ်စာ မွေးကတ်လေးเนาะဟူးမကျော်ပထမဦးဆုံးအနေနဲ့ပထမဦးစားပေးနေတဲ့ဟူးမကျော်ပတိက3ညပတိပါเนาะမပြောင်းဘရိတ်က9ဘရိတ်9လုံးခွေလေးက3ည1234လေးခုเนาะကျွန်တော်ရဲ့ပုံမှန်မွေးကတ်မှာဆိုရင်တော့3ညပတိနဲ့9ဘရိတ်ဘရိတ်ပဲပါတယ်ပေါ့เนาะဒီအခွေလေးမပါဘူးဒီအခွေလေးကခု ်ဒီခွေလေးလည်းမှန်နေတာပေါ့နော်ကလန်နာနဲ့တိုက်ပြီးတော့စစ်ကြည့်တဲ့အခါမှာဒီခွေယူနီလေးနဲ့လန်နာလေးနဲ့စစ်ကြည့်တော့မှန်နေတယ်ဒီငါးလုံးခွေလေးကမှန်နေတဲ့အတွက်ဒါလေးရောက်ထည့်ပေးထားပါပေါ့နော်ကျွန်တော်မျိုးတွေရသေးကြတယ်ဒီမှာ၃မျိုးဖြစ်တယ်၃မျိုးဆိုတော့ဒီ၃မျိုးကိုဘယ်လိုဖိုးရမလဲဆိုတော့ကိုကကိုကဘရိတ်ကြိုက်တဲ့သူဆိုလို့ရှင်ရတော့ ဒီတုံ့ပြန်ပတိနဲ့ဒီငါးလုံးခွေကိုမထိုးနဲ့ပေါ့နော်မထိုးမနဲ့ဒီခွန်နေပရိတ်လေးကိုပဲထိုးခွန်နေပရိတ်လေးမှာအခုတုံ့ပြန်ပတိဖြစ်တဲ့အတော့80နဲ့20လို့အဲ့ဒါမျိုးလေးကိုနော် main တင်ပြီးတော့မှထိုးမယ်ပေါ့နော်အဲ့လိုမျိုးလေးခွန်နေပရိတ်ခွန်နေပရိတ်လေးပဲထိုးပေါ့ပရိတ်ကြိုက်တဲ့သူကပရိတ်ပဲထိုးပေါ့နော်ပတိကြိုက်တဲ့သူဆိုလို့ရှိရင်နော်တုံ့ပြန်ပတိလေးကိုပေါ့နော်တုံ့ပြန်ပတိထိုးမယ်ဆိုရင်ငါတော့သူကတော့ဟူးမကျော်လို့ပေါ့နော်ဘော်တော်ဟူးမကျော်ပါတော့ဘော်တော်ဟူးမကျော်ဖြစ်တဲ့အတော့ လိုက်ရတာကောင်းတယ်ဗောနော်ပတ်သီးတွေမှာများသောဖြင့်ဒဘလုံးလိုက်ရမယ်ဆိုတော့တိတ်တော့အဆင်မပြေဘူးဗောနော်ပတ်သီးရဆိုတော့အခုကူးမကျော်ပတ်သီးဖြစ်တဲ့တဲ့ကူးမကျော်ဖတ်မယ်ဆိုတော့နည်းနည်းလိုက်ရတတ်တာပဲဗောနော်တကယ်ပတ်သီးပတ်မယ်ဆိုကူးမကျော်တို့အင်္ဂါမကျော်တို့အဲ့ဒါမျိုးတွေလိုက်ပြီးတော့မှပတ်တာပို့ပြီးတော့ကောင်းပါတယ်နော်အဲကူးမကျော်ပတ်သီးရတုံညပါမပြောင်းပရိကခွန်နဲ့ငါးလုံးခွေရတော့တုံညတင်းနဲ့တုံလေးအခွေအဲ့ဒီဒီတုံညတင်းနဲ့တုံလေးအခွေရတဲ့ငါးလုံးခွေရတဲ့စိုက်လေးကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော် ားလုံးကိုလေးကဘယ်လိုရရလဲဆိုတော့ကျွန်တော်ကလနာအရှိကြီးတော့မပြတော့ဘောနော်၄၅ဘက်လောက်တော့ပြလိုက်မယ်ဒီမှာတစ်ဒီတောက်ကြနေထွက်ကနန်းတောက်ကြညနေထွက်ကနန်းတောက်ကြညနေထွက်ကနန်းကိုထွက်ကနန်းရဲ့ break ကိုစီနီယာယူသွားမှာပေါ့နော်တောက်ကြညနေထွက်ကနန်း30ဆိုလို့ရှိရင်30ဆိုလို့ရှိရင်ဒါ tip ပေါ့ tip break ပေါ့ tip ပေါ့အဲ့ဒါတော့1 2 3 4 5 1 2 3 4 5အခွေပေါ့1 2 3 4 5အခွေဒီမှာကြည့်မယ်1 2 3 4 5 3 4 5အခွေဒီမှာ1နှစ်ဆိုပြီးထွက်တယ်အဲ့ဒါအဲ့လိုမျိုးပေါ့နော်ဒီမှာတောက်ကြံနေရဲ့1နှစ်ဖြစ်တဲ့3 break 3 3 4 5 6 9 3 4 5 6ခွန်အခွေတဲ့3 4 5 6ခွန်အခွေဆိုဒီမှာ5 6ခွန်အဲ့ခွန်6ဆိုပြီးထွက်တယ်ပေါ့နော်ဒီမှာ3ညနှစ်3ညနှစ်ဆိုတော့နှစ်နှစ် break နှစ်3 4 5 6နှစ်3 4 5 6အခွေပေါ့နှစ်3 4 5 6အခွေ နှစ်သုံး၄၅6တော့ဒီမှာ၄၅ဆိုထွက်တယ်เนาะအဲ့တော့ခုဒီမှာထွက်လာတဲ့ဟာတွေမှန်သမျှလေဒီမှာအဲဒီမှာဆိုလို့ရှိရင်လည်း၁နှစ်၃၄၁နှစ်၃၅အခွေပေါ့เนาะ၁နှစ်၃၅အခွေမှာ၁နှစ်ဆိုပြီးတောက်ကြနေမှာထွက်တယ်ဒီမှာဆိုလဲကြာလာမင်းမှာထွက်တာဒီမှာဆိုလဲတောက်ကြမှာထွက်တယ်เนาะအဲ့တော့နောက်ပတ်ဒီမှာစောမယ်ပေါ့เนาะနောက်ပတ်ဒီမှာဒီမှာ6တက်ခွန်ခွန်တော့ခွန်၈9 3ညာ1ခွန်၈9 3ညာ1ဆိုဒီမှာ3ညာ8ဆိုပြီးတော့เนาะ ခွန်ရှေ့ကိုညတဲ့ဆိုတော့မှာ၃ညရှေ့ခွန်ကိုဆိုပဲဒါမျိုးအာနှစ်ကွက်စောပြီးတနင်္လာနေ့မှာစောထွက်သွားနော်ဒီဘက်ဒီမှာနောက်ကြတော့ဒီဘက်မှာစောလာအဲ့တော့ဒီဒီဒီဘက်မှာလဲတပတ်ပဲစောသေးရဆိုဒီဘက်မှာလဲစောနိုင်ရေရှိတာပေါ့နော်ဘုဒ္ဓဘုမကျော်အာအဲ့လိုမျိုးလောက်တော့ထွက်မဲ့ထင်တယ်နော်ဘုဒ္ဓဘုမကျော်လောက်၃ညဘုဆိုတော့၃ညပြည့် 3013လေးအခွေပါเนาะအဲ့ဒါကြောင့်ကျွန်တော်မှာ3013လေးအခွေလေးကိုတပတ်စာထဲမှာထည့်ပေးထားပါတယ်ပေါ့เนาะကျွန်တော်မျိုးတွေကတမျိုးပတိကြိုက်တဲ့မျိုးတွေပတိတမျိုးလေးကိုပဲပတ်ပါဘာလို့အမြင်များများရအောင်လို့ပေါ့เนาะတကယ်လို့ဗုဒ္ဓဘုမကျော်အောင်မှာ3ပတိရအင်္ဂါလောက်မှာထွက်သွားမယ်ဆိုလို့ရှင်တော့ကျန်တဲ့တမျိုးပေါ့เนาะကိုကြိုက်တဲ့တမျိုးလေးလိုက်နိုင်တယ်ပေါ့เนาะ3ပတိခုနှစ် break ဖြစ်ထားတဲ့အတွက်80 20ကို main တင်ထိုးလို့ရရပေါ့เนาะဒါလေးကတော့ကျွန်တော် တပတ်စာကလေးပါနော်တပတ်စာကလေးကျွန်တော်ဒီမှာကလန္နာလေးနဲ့နှင်းငါထွက်ရင်ဘာထွက်တယ်လဲဆိုတာလေးကိုကျွန်တော်ကလန္နာလေးနဲ့စစ်ထားတယ်အဲ့ဒါလေးကအဲ့ဒါလေဘုံတုံးမကြော်ဘူးဗျဘုံတုံးမကြော်လေးလေးလုံးခွေလေးရနှင်းငါထွက်ပြီးရင်ဘုံတုံးမကြော်လေးလုံးခွေရှိပါတယ်အဲ့ဒီလေးလုံးခွေလေးကတော့ကျွန်တော်ဒီတစ်ပတ်ရောင်းမှာပဲနော်လေးလုံးခွေလေးကို လေးလုံးခွေဟူမကျော်လေးလုံးခွေလေးနှစ်ငါးထွက်ပြီးတာနဲ့ဟူမကျော်လေးလုံးခွေလေးကစားခြင်းနဲ့အမျိုးတွေကနော်လေးလုံးခွေကစားခြင်းနဲ့မျိုးတွေကတပေါင်းချက်နဲ့ကျွန်တော်ရဲ့ Viber လာရောက်ပြီးတော့ဆက်သွင်းနိုင်ပါတယ်နော် Viber မှာလေးလုံးခွေလိုချင်လို့ပါဆိုပြီးဆက်သွင်းနိုင်ပါတယ်အအခွေကစားခြင်းနဲ့သူတွေကလည်းနော်လေးလုံးခွေဘို့တော့ပြောကစားခြင်းနဲ့သူတွေကလည်းအခွေကတပေါင်းချက်ပါအရင်လေးကပြောထားတဲ့ဗရိတ်ကလည်းပါနော်ဘုံတော်မှုကျော်ဗရိတ် တစ်ခုရှိရပါတော့ဗုဒ္ဓမှုကျော်ပရိတ်2မျိုးကလည်းအိုက်ကောင်ကလည်းတပေါင်းချက်ပါတော့နှမျိုးလူရင်နှမျိုးလူရင်နှမျိုးလုံးဝယ်ရမှာခေါင်းတော့ဘာပြောမှာပရိတ်လူရင်ပရိတ်လူရင်လို့ပါလို့ပြောပါလေလုံးခွေလိုချင်လေလုံးခွေပေါ့နော်ဒီမှာအရင်အရင်ဘီလိုမှာကကြတော့ဒါပရိတ်တမျိုးတည်းကစားခြင်းတဲ့သူတွေပေါ့နော်ပရိတ်တမျိုးတည်းကစားခြင်းတဲ့သူတွေအတွက်ကျွန်တော်ရဲ့ဘိုင်ဘာကိုပရိတ်လိုချင်လို့ပါဆိုပြီးတော့မှဆက်သွယ်လိုက်ပါနော်ဟူမကျော်ပရိတ် ပရိမကသားကျင်မူလေးလုံးခွေပဲကြိုက်တယ်ဆိုရင် လေလေးလုံးခွေကသားကျင်နေသူရလဲကျွန်တော်ရဲ့69923ကဆိုတော့ဘိုင်ဘာလာခဲ့ပါဦးနော်ကဲအားလုံးပဲတပတ်စာကလေးနဲ့အောင်မြင်ကြအောင်ကြပါသေးဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ